တရုတ်နိုင်ငံသားတွေပါဝင်တဲ့မူဆန်မြို့68ဟိုတယ်နဲ့ KTV ကကြားဖြန့်လုပ်ငန်းတစ်ခုကိုစွန်လ16ရက်နေ့ကစစ်ကောင်စီနဲ့ပြည်သူစစ်တေးဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်မြောက်ပိုင်းကမူဆန်မြို့ကိုထိန်းချုပ်ထားတဲ့ရှမ်းအရှိမိုင်းဆက်ခြေဆိုင်စကခ14ကမြို့ရှောင်းလန်း ကောင်းမှုတုံရက်ကွက်ရှိ68ဟိုတယ်နဲ့ KTV ကိုဝင်ရောက်ဖမ်းဆီးရမှာတရုတ်နိုင်ငံသား၈ဦးအပါအဝင်မြန်မာနိုင်ငံသားတချို့ကိုပါဖမ်းဆီးလိုက်တာပါအဆိုပါအလုယုံပိုင်ရှင်ဟာတရုတ်နိုင်ငံသားဖြစ်ပြီးအလုသမားတွေကိုနှိပ်စက်ညှဉ်းပန်းရမှာနမဲကြီးတဲ့သူဖြစ်ကအလုသမားအများစုကိုမူးယစ်ဆေးတမျိုးမျိုးနဲ့ထိန်းချုပ်ထားတာဖြစ်နိုင်တယ်လို့ကြားဖြန့်အလုယုံအနီးမှာနေထိုင်သူတူကဆိုပါတယ်ကြားဖြန့်လုပ်ငန်းသုံးပစ္စည်းတွေ ကားတွေကိုပါတင်းစီရမိပြီးတော့တရုတ်နိုင်ငံသားတွေကို တော့တရုတ်ဘက်ကိုပြန်လွှဲသွားဖို့ရှိနေပါတယ်။မူဆန်မြို့မှာကြားဖြတ်လုပ်ငန်းတွေအရှိန်ဟုန်နဲ့လဲပတ်နေကြဆဲဖြစ်ပြီးပြည်သူစစ်တွေကလုံခြုံရေးယူပေးထားကအခုဖမ်းဆီးတဲ့ကြားဖြတ်ရုံဟာတရုတ်နိုင်ငံသားနှစ်ဦးသေဆုံးသွားတယ်လို့သတင်းပေါ်ထွက်လာတာကြောင့်လို့သိရပါတယ်။